အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ New Woo Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမတို့နေ့ဖျပြမဲ့စာအုပ်လေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့သွေးဆိုတဲ့စာအုပ်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါတယ်ရှင်။ယူမီဆန်ကုန်းပေါ်မှဆင်း၍မြင်လိုက်ရသောမြင်ကွင်းကမောင်မောင်သည် ထုံးချိန်အဖော်နှင့်ထိုးရင်းမြေပေါ်၌ပလက်လန်၍ကြာသွားသည် ယူမီဆန်က မောင်မောင်တို့အနာတို့ပြေးစင်းသွားသည် မောင်မောင်က ထုံးချိန်အဖော်ကိုစောင့်ကန်လိုက်သည်စောင့်ကန်လိုက်၍လဲသွားသောအခါအပေါ်၌ထက်လျက်ထုံးချိန်အဖော်ဤလက်နှစ်ဖက်ကိုချုပ်နေစဉ်မောင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 ်ဟုတ်သူ့နောက်မှာငဲတန်းပအောင်ဟစ်ခေါ်လိုက်တော့ယူမီဆန်ဤအတန်ကလေးကို ကြားလိုက်သလိုရှိသည် ။မြေပေါ်၌ပုံလဲနေသောထွန်းရှိန်သည် ကုန်းကွ၍ထလာကာအနားရှိဒုတ်တူတစ်ချောင်းကိုဆွဲယူ၍မောင်မောင်နောက်မှ မောင်မောင်ဤခေါင်းကိုတအားလွှဲချလိုက်သည်။ထုံးရှင်တအားလွှဲ၍ချလိုက်သောဒုတ်ချက်သည်ထုံးရှင်လိုရာသို့မရောက်နိုင်ဘဲသူ့နောက်မှယူမီဆန်ကဒုတ်ကိုတအားဝင်လူဆွဲခြင်းကြောင့်ထုံးရှင်ဤကိုမှတပတ်လဲသွားသည် ထွန်းချိန်သည်တို့ကိုတအားပြန်ဆွဲကမျက်စီတွေပြဝေလာလျက်ဘာမှမမြင်ရတော့ပဲသူ့တို့ကို အတင်းဝင်လူဆွဲသောယူမီဆန်ဤခေါင်းကိုရိုက်ချလိုက်သည်ဟက်ကောင်ထွန်းချိန်ထွန်းချိန်ဆင်ရတော်ဤအော်ဟစ်တားမြစ်သောအတံပလန်တို့သည် ကုန်းမြင့်ပေါ်၌တော်တော်ညံသွားလေသည် ထုံရှင်ဤဒုတ်ချက်သည်ယူမိဆန်ဤနှုံအထန်းသားသို့ခောက်ကနေကြလာ၍ယူမိဆန်မှာမဟန်နိုင်တော့ပဲမိုက်ကနေဖြစ်သွားကမြေပေါ်သို့ပုံရက်ကလေးကျသွားသည် မောင်မောင်သည်ထုံရှင်အဖော်ဤကိုပေါ်၌ဖိလျက်အောက်ကလူဤလက်ကိုလိန်ချိုးနေရမှလှဲ့ကြည့်လိုက်၍ယူမိဆန်ပုံလျက်လဲသွားခြင်းကိုလျှက်ရက်တစ်ပြက်အတွင်မြင်လိုက်ရသည် လိန်ထားသော ထုံးချိန်အဖော်လက်ကိုလှုပ်ပြခါယူမီဆန်လဲနေရသောအပြေးရောက်သွားသည်ဆရာတော်ပြေးဆင်းလာသည်ကိုမြင်ကြား၍ထုံးချိန်နှင့်ထုံးချိန်အဖော်တို့သည် ဖနှောင်းနေတင်မှတသားရဲကပ်အောင်ဒုံချ၍ထွက်ပြေးသွားသည်နတဲမသွေးများစီးချလျက်ရှိသောယူမီဆန်၏မျက်နှာကလေးကို မောင်မောင်ကငုံ၍ကြည့်သည်ဆ iam ဆ iam မောင်မောင်သည်ထူပူနေကဘာလုံးရမှန်းမသိတော့ဘဲယူမီဆန်ကိုနှစ်ခွန်းသုံးခွန်းစင်ခေါ်မိသည် မောင်မောင်တို့အနာတို့ရောက်လာတော့ဆရာတော်ကထိတ်ထိတ်ပြပြပြောလိုက်သည် ဟက်ကောင်သွေးတွေမနှဲပါလားဒံရွာကိုကြည်စမ်းများသလားငမိုက်သားတွေမူးမူးနဲ့ရမ်းသွားကြပြီဆရာတော်သည်သွေးများကိုမြင်၍များစွာစိတ်ပူသွားသည် ။ကျောင်းသားတွေအုံလာကြသဖြင့်ဆရာတော်ကသွေးစီသွေးစီဟုကျောင်းသားတယောက်ကိုလှမ်းအော်ယူခိုင်းလိုက်သည်။ရူးမီဆန်ဤကောင်းကိုမောင်မောင်မ၍သူ့ပောင်ပေါ်၌မှီးတင်ကကွဲပြဲသွားသောနှုံအထက်မှဒဏ်ရာကိုစပီများဖယ်၍ကြည်သည်။လက်နှစ်စစ်လောက်ကွဲသွားတယ်ဖေ။ဆရာတော်သည်စောင်းကြောင်ထိုင်ချလျက်သွေးတွေတုံဆန်းဟုခိုင်းလိုက်သည် မောင်မောင်က သူ့ရှက်အင်ကြီးအိတ်ထဲမှာလက်ကင်ဘွားကိုဆွဲယူလျက်ယူမိဆန်မျက်နှာပေါ်မှာသွေးများကိုတုပ်ပေးနေသည် သူ့ခမားဆော့ဆော့ကမှရောက်လာတာမင်းဆောင်မွေးဝဲကမနှက်ဖန်ရှိလို့မဖြေရမှာစိတ်ပူပြီးမင်းကိုခေါ်ဖို့လိုက်လာတာလက်စားတော့သူကမင်းအမကွာမင်းအမတသက်မဲ့မင်းအတွက်နဲ့ခမားခံရရှာတယ်စီရော်သည်ဒံယာကိုငုံချင်ရင်နှုတ်ကတရွတ်တို့ပြောလျက်ရှိသည် မောင်မောင်မှထူပူမှုန်နေသည်ရိုးမိစံတစုံတစ်ခုဖြစ်လျင်သူ့တာဝန်ရှိ၍တကူလုံးတဆက်ဆက်တုံလျက်ရှိသည်ចောင်းသားလေးယူလာသောသွေးစည်းကိုရိုးမိစံတန်းရ၌တိတ်ပေးကြသည်ရိုးမိစံမှာလုံးဝသတိမရဘဲဖြစ်နေသည်ကျောင်းအောက်သို့ရွှေ့ယူရန်ဆရာတော်ကပြော၍မောင်မောင်သည်ယူမိဆန်ကိုပွေလျက်ကျောင်းအထက်သို့ယူလာခဲ့သည် ကျောင်းအောက်ထပ်ရှိဖျားပေါ်၌ယူမီဆန်ကိုချလိုက်သည်ဒံယာကသွေးမတိတ်ဘူးချုပ်ရမယ်ဖျားမျက်စိမျက်နှာပြက်ခါစိတ်ပူကြီးစွာဖြင့်မောင်မောင်ပြောလိုက်သည်ရွာမှာချုပ်လို့ပဲရမတော့ဘကိုးစေးရုံခေါ်သွားမလားဆရာတော်ကမျက်မှောင်ကျုပ်၍ပြန်ပြောသည်ဘကိုးမှာချုပ်လို့မဖြစ်ဘူးဖျားရန်ကုန်တိုင်းရိုက်ခေါ်မှဖြစ်တော့မယ်ဆရာတော်သည်ခေါင်းကိုရမ်းခါလျက်ပင့်တက်ချ၍ပြောလိုက်သည် ရန်ကုန်ခေါ်ဘူးကကားလည်းမတွေ့ပါလားကားရှိတယ်ကားကဟိုတောဆက်မှာကျောင်းသားလေးတယောက်ဝင်ပြောသည်တပည့်တော်သူ့ကားသမားသွားခေါ်မယ်မောင်မောင်သည်ပြောပြောဆိုဆိုကျောင်းဝင်းထဲမှာဒုံဆိုင်ပြေးထွက်သွားလေသည်စာမိသည်ကားပေါ်၌ငိုင်မီလျက်ရှိနေ၏စာမိပခုံးကိုပုတ်၍မောင်မောင်ကပြောလိုက်သည်ဒီမှာဗျာဆီယမခေါင်းကွဲသွားတယ်လာပါဦးဟင်ဘာဖြစ်တာလဲဘာဖြစ်လို့ကွဲသလဲ မျက်လုံးပြိုး၍စာမီးကမေးနေသည် မောင်မောင်ကိုမမျော်လင့်ပဲဤရွာ၌တွေ့ရ၍အံ့ဩသွားသည်မောင်မောင်ကအဖြေပေးရန်ကြက်သွားပြီးမှဖွင့်ပြောလိုက်သည်အယံမူးသမားတစ်ယောက်ကဆီယမကို လူမပြီးရိုက်သွားတယ်စာမီးနှင့်မောင်မောင်တို့သည် ကုန်းပေါ်သို့ပြေးတက်လာကြသည်ဆီယမဆီယမစာမီးသည်ယူမီဆန်ဘေး၌ဒူးထောင်လျက်ယူမီဆန်ကို ကုန်းခေါ်ကြသည် ယူမီဆန်နား၌ចောင်းသားတွေអုံနေခြင်းကြောင့်ဆရာတော်ကမောင်းထုတ်လိုက်သည်မျက်နှာတို့ဘဝကိုယေဆုစေကယူမီဆန်တတိယစီအောင်မျက်နာကိုអုပ်ခိုင်းသည်မောင်မောင်သည်ဆရာတော်ခိုင်းသည့်အတိုင်းယူမီဆန်ဤမျက်နာကိုရေတပတ်အုပ်ပေးသည် မဖြစ်ဘူးရန်ကုန်အမြန်သွားမယ်စာမိသည်စိတ်ပူစွာဖြင့်ပြောသည်ရန်ကုန်သို့ယူသွားမှဖြစ်မည်ကိုလည်းမောင်မောင်သိသည် 茫茫的，就米想过刚回来看张伯妈先来的。 ။ကျောင်းပေါ်မှာအစဉ်မောင်မောင်တယောက်တည်းမချီနိုင်တဖြစ်စာမိပါနှစ်ယောက်ဝိုင်းကိုမချီသေးလာကြသည်။ကားပေါ်တွင်မောင်မောင်ကို နောက်ဖက်၌ထိုင်ခိုင်းကမောင်မောင်ပောင်ပေါ်၌ယူမီဆန်ဤကောင်းကိုဖေးချလျက်ကိုယ်ကိုယ်ကလေးတင်လိုက်သည်။ကားပေါ်ရောက်မှယူမီဆန်ဤညီဆန်ကလေးထွက်လာခြင်းကြောင့်တတိယပြီလားဟု မောင်မောင်နှင့်စာမိတို့ခေါ်ကြည့်ကြသည်။ ယူမီဆန်သည်တစ်ချက်သာအတန်ထွက်ကတွန့်လျက်ပြန်၍ငြိမ်သက်သွားသည်ယူမီဆန်၏မှုရုံဆောင်ကလေးနှင့်လက်ကန်အိတ်ကိုဆရာတော်ကကျောင်းပေါ်မှယူခိုင်းကာလာပေးသည်မောင်မောင်က ယူမီဆန်ကောင်း၌ဆောင်ကိုတင်းတင်းပတ်ချီပေးလိုက်သည်စာမေးပွဲကိုဆက်ဆက်ဖြေပြအောင်ဖြေနော်ကားမထွက်ခင်ဆရာတော်ဤဂရိုင်းကြရိုင်နောက်ဆုံးမိမှာချက်ဖြင့်ကားထွက်လာခဲ့ကြသည် ။စာမိသည် ကားကို မိုင်90အရှိန်တင်၍မောင်းရသည်ပင် သူစိတ်၌မမြန်သေးဘူးထင်နေသည်။ရိုးမိဆန်မလှုပ်၍အသက်မှရှိသေးရဲ့လားဟု မောင်မောင်စိတ်ပူလာသည်။လက်ကိုကင်ကသွေးဆန်းချည်သည်။နှကောင်းဝ၌သူ့လက်ဖြင့်တေကအသက်ရှူမရှူစံကြည်သည် မောင်မောင်သည်ယူမီဆန်ဤမျက်နှာလေးကိုခဏခဏငုံ၍ကြည်သည်ယူမီဆန်ဤမျက်နှာလေးမှာဖြော့ဖြူလျက် ဘယ်လိုမှမတက်နိုင်သောကန်စီမန်ယာကိုခံရသည့်မျက်နာလေးမျိုးနွမ်းပြော့စွာတတိကင်းမဲ့လျက်ရှိသည်သူ့အကိုကြီးကသူ့နောက်ကိုလိုက်မလာပဲယူမီဆန်လိုက်လာခြင်းကိုမောင်မောင်အံ့ဩမိသည်ယူမီဆန်သူ့ကိုစားဝင်၍ခံရခြင်းကြောင့်အလွန်တရာစိတ်မကောင်းဖြစ်မိသည် သူနှင့်ဘာမှတွေးသားမတော်ကြောင်းမိတ်ဆွေဤသားဖြစ်ကြောင်းဆင်ရတော်ထံမှသိရစဉ်ကယူမီဆန်ဘာအကျံစီဖြစ်သူ့ကိုမောင်းလောက်ခါသူ့အကိုကြီးကိုလိန်ညာရသည်နီဟုယူမီဆန်ကိုမုံလိုက်သည်မှာပြောเสียမှရှိယခုတော့လေဆရာတော်ကမင်းမကွာဟုဆိုသည့်အတွေ့အမာများဖြစ်နေရောသလားဟုစိတ်ထဲ၌ဖြစ်လျက်ရှိသည် မျက်နှာမကြည့်ခြင်းလောက်အောင်မုံတီးခဲ့သောယူမီဆန်သည် သူ့ပေါင်ပေါ်၌ခွေခွေကလေးသတိလေးလေးရှိခြင်းဖြင့်မောင်မောင်၏စိတ်များသည်ခြောက်ခြားလာသည်ယူမီဆန်ကိုရခင်ကမျက်နှချင်းဆိုင်မရ၍ယူမီဆန်နှင့်သူနှင့်ဝေးခွာလွန်လာသည်ဟုထင်မိ၏။တွေးဆက်သည်ဟုမသိခဲ့။ယခုကယူမီဆန်သည် သူနှင့်နီးကပ်လျက်ရှည်လေပြီ။ သူ့ပေါင်းပေါ်၌ပင်ရောက်လျက်ရှိကြပြီသူ့အမဖြစ်ခြင်းကစိတ်ကိုပုံမူ၍ခြောက်ခြားစေသည်ယူမိဆန်နှင့်သွေးသားတော်ဆက်ကြောင့်သူ့စိတ်၌တွင်း၍သူ့အမအဖြစ်လက်ခံဝင်စားကြသည်သူ့အမအဖြစ်လုံလုံဝင်စား၍မရပါချေယူမိဆန်ကဂျပန်သူကမြန်မာ သွေးချချင်းပြသည့်တာဒကားတစ်ခုပမာချစ်ခင်၍မရအာသူစိမ့်နိုင်ဖြစ်နေလေသည်ယူမီဆန်အဖေဂျပန်ကိုသူ့အဖေဂျပန်အဖေဘယ်လိုနည်းနဲ့မှလက်ခံဝင်စား၍မရနိုင်သော သူစိတ်ကို သူပို၍ပြက်ပြက်သားသားသိလာသည်ယူမီဆန်၏အဖေသည်သူ့အဖေပင်ဖြစ်စေအောင်သောဂျပန်ကို အဖေအဖြစ်လက်ခံလိုသောစိတ်သည်သူနှင့်အလံဝေလျက်ရှိတော်သည် စာမိသည်ကားကိုဖြောင်းအောင်မမောင်းနိုင်မဲ ခဏခဏလှဲ့ကြည့်ကသတိရသလားမင်းနေသည်ဆေးရုံကြီးရောက်ရင် အမူးသမားလူမရိုက်သွားတယ်လို့ပြောလို့ဖြစ်မလားစာမိသည်မောင်မောင်းကိုလင်းနေတော့အကြီးဖြစ်လှဲ့ပြောလိုက်သည်ဘယ်လိုပြောမလဲမောင်မောင်းကပြန်မီးသည်အမူးသမားကရိုက်တယ်ပြောရင်ဆီယာမကြိုက်မှာမဟုတ်ဘူးလဲကြတယ်စောင့်မိတယ်ပြောမှကောင်းမယ် ပကိုးလုံသည့်အခါမောင်မောင်သည်သူ့အကိုကြီးကို အထူးတရီရလိုက်သည်ယူမီဆန်က သူနှင့်မောင်တော်ချောင်းပြော၍သာအကိုကြီးကယူမီဆန်အားဤမြလိုင်လျောအေးပေးရာကြောင်းကို ရှင်းလင်းသည့်မြင်လာသည် အကိုကြီးအပေါ်၌ယူမီဆန်နှင့်အထင်းမြေမားကဆွဆွဲမိခဲ့သည်များရှက်အားနာလျက်မောင်မောင်သည်စိတ်ထဲ၌အကိုကြီးကို ဝင်ချတောင်းပန်လျက်ရှိသည် လောကကြီး၌မိမရှိဖမရှိဖုန်ကြီးเจ้า၌ကတ်နေရသော သူကို ကဲတင်သွားသောအကိုကြီးညီကဲ့သို့မွေးမြူလာသောအကိုကြီးတက္ကသိုလ်ရောက်သည့်အထိပညာသင်ကြားပေးသောအကိုကြီးမောင်မောင်သည်ရူးမီဆန်ကိုပိုက်လျက်သူ့အကိုကြီး၏ကျေးဇူးတရားကို တစိမ့်စိမ့်စဉ်းစားမိလျက်ရှိသည် ကိုများဖေရှိနိုင်သူစာတီကိုထုတ်ပြောရက်သည့်အကိုကြီးဟုမောင်မောင်၏စိတ်အနာသည်ဤအတွေးတို့ဖြင့်ကြက်သွားလေသည်ယူမီဆန်တချက်လှုပ်လိုက်၍မောင်မောင်အတွေးများရက်ခါငုံကြည်သည်နတဲ့ဆန်စားမှစီးကြနေသောသွေးစာများကိုစောစောကသူတုတ်ထားသောလက်ကင်ပေါ်အဖြစ်တာတာညင်ညင်ကလေးတို့တုတ်ပေးနေသည် ။သွေးစာများတုတ်ပေးရင်ယူမီဆန်၏မျက်နာကိုငုံဆိုင်ခါကြည့်နေမိပြန်သည်။ဂျပန်ပြည်မှာကြိုင်စကားရအောင်သူ့ကိုမတွေ့တွေ့အောင်လိုက်ရှာပုံ။စာမေးပွဲမပြေမှာကိုစိုးရိမ်ပူပန်ရှာပုံ။သူနှင့်သွေးသားတော်ဆက်၍သူ့ကိုမောင်လေးတယောက်အဖြစ်တန်ရောစင်ထားရှိပုံသူနှင့်စားတွေ့တွေ့ချင်းသူ့ကိုယ်သူမမဟုစပြောပုံဆိုပုံ။ မောင်မောင်သည်ယူမီဆန်အကြောင်းကိုအစားကစား၍တရေရေပြန်ပြောင်းလျက်တွေးဘယ်လိုပင်တွေး၍သူ့ကိုဘလောက်ပင်ချစ်ခင်နေမှန်းသည်သည်သူ့အကိုကြီးကိုသာ သူ့ချစ်တတ်သည်ယူမီဆန်ကို အမအဖြစ်ဘယ်လိုပြန်ချစ်ရမှန်းသူ့မသိယူမီဆန်မှာအိမ်မထဲ၌တွေ့ရသော အမကဲ့သို့သူ့စိတ်ကမနှီးစပ်ဘဲစိမ့်နေ၏ သူ့အကိုကြီးနှင့်ယူမီဆန်ကိုရှင်၍ကြည့်လိုက်သောအခါ၌သူ့စိတ်ထဲတွင်သူ့အကိုကြီးကလည်း၍အချားပဲသူမှအေးမကြီးတကယ်သူဖြစ်နေသည်ယူမီဆန်အပေါ်၌အထင်အမြင်လဲ၍ပြောမဆိုမဖြစ်ရိုင်းရိုင်းဆိုင်ဆိုင်လုံးပြီးခဲ့သည်။မြကိုမြင်ယောင်မိကမောင်းမောင်းသည်သူ့ကိုယ်သူပြန်၍အရှက်ကြီးရှက်လျက်ယူမီဆန်၏မျက်နာကိုမကြည့်ဝင်အောင်အာနာလာသည် မျက်နာပူလာသည် ရန်ကုန်စင်းယုံကြီးတို့နေ့လယ်တစ်ချက်၌ရောက်ကြသည်အရေးပေါ်ကန်း၌မောင်မောင်နှင့်ယူမီဆန်ကိုထားခဲ့က စာမီးကဒေါ်အောင်မေကို သွားခေါ်သည်ယူမီဆန်ကိုလက်တွန်းလဲကလေးပေါ်တင်လျက်ဥကောင်းဒံရပဲဆိုင်ရာသုံးနှင့်လေးသို့ခေါ်သွားကဒံရများကိုချုပ်ပေးနေ gain မောင်မောင်သည် သူ့အိမ်နှင့်ကလေးရှိသောတယ်လီဖုန်းရှိသည့်အိမ်ကိုဖုံးဆက်ခါသူ့အကိုကြီးကိုခေါ်ပေးရန်ပြောလိုက်သည် ထိုနေ့မှာတနင်္ဂနွေနေ့ဖြစ်သည်တဖက်အိမ်ကဥသက်လွင်ကိုမောင်မောင်ထံမှတယ်လီဖုန်းဖြင့်ကြောင်းအရေးတကြီးလာခေါ်သည်ဥသက်လွင်သည်မောင်မောင်ထံမှဆိုသည်နှင့်တဖက်အိမ်သို့ပြေးသွားကာတယ်လီဖုန်းကို ကောက်ကင်လိုက်သည်ဟယ်လိုအကိုကြီးလားတယ်လီဖုန်းမှာမောင်မောင်တန်ကိုကြားလိုက်ရသဖြင့်ဥသက်လွင်ရှင်မှာအေးမြသွားသည်မောင်မောင်လားအကိုကြီးလေအကိုကြီး ဝမ်းမြောက်တုံရင်သောအတန်ဖြင့်ဥတက်လွင်ပြန်ပြော၏ဆီယာမနန်နဲ့ကကြိုက်စကားကိုလိုက်လာတယ်ကျောင်းမှာဗာကြီးစာမြေထွန်းချိန်နဲ့ကျွန်တော်ရန်ဖြစ်နေတော့ဆီယာမကဝင်ပြန်ပြီးဒုတ်ကိုဝင်လူလိုထွန်းချိန်ကဆီယာမကိုဒုံးနဲ့ပြန်ရိုက်လိုက်တယ်ဟေးအမလီဘယ်မှန်းထိသွားသလဲအခုဘယ်မှာလဲ စိုးစိုးကအေးမြသွားတော့ဦးသက်လွင်၏ရင်မှာ ပြောင်းဆန်အောင်တုံလှုပ်ထိပ်ပူသွားလျက်ရင်ထဲ၌တတိုင်းတိုင်းဆောင်မြည်လာသည်ခေါင်းထီသွားတဲ့အကိုကြီးကျွန်တော်စေးယုံကြီးမှာအခုတင်ထားတယ်တော်တော်များလားနင်းနေများတယ်အကိုကြီးအေးငါအခုလာခဲ့မယ်ဦးသက်လွင်ယူမီဆန်ကြိုက်စကောလိုက်သွားခြင်းကိုမတိလိုက်ရ၍အံ့မှအံ့လျက်ယူမီဆန်အတွေ့ငယ်ဒိတ်သူတွေးရောက်သွားသည် မောင်မောင်ကိုကြိုက်စကားသွားမိမထင်ရန်ကုန်ထဲ၌ရှိရမည်ဟုတွက်သည်မင်းညားကပင်ယူမီဆန်လာမေး၍မောင်မောင်တငယ်ချင်းက မောင်မောင်ကိုတိမ်ကြီးစေးနား၌မြင်လိုက်သည်ဟုအင်းစိန်လိုက်သွားစဉ်တင်းရခဲ့ကြောင်းပြောလိုက်သည်သည်ယူမီဆန်ကြိုက်စကားကိုလိုက်ချင်းသည်မင်းညားကမှစိတ်ကူးပေါက်၍လိုက်ချင်းဖြစ်ရမည်ဟု တွေးလိုက်သည် ဒဏ်ရာများတယ်ဆို၍စိတ်တဘူဘူဖြစ်စင်းယုံတို့အလင်းအမြန်ထွက်လာသည် မောင်မောင်သည်စင်းယုံဝါမှနေ၍ဥဒတ်လွင်ကိုစောင့်နေသည်ဥဒတ်လွင်မရောက်ခင်ဒေါ်အောင်မေအရင်ရောက်လာသည် မောင်မောင်ကိုတွေ့တွေ့ချင်းဒေါ်အောင်မေ၏မျက်နှာသည်အိုး၍မှုန်သွားသည်အင်းဘလို့ဖြစ်လာကြတာလဲပြောစမ်းမအောင် ဒေါ်အောင်မေကမကြေမချမ်းသာဖြင့်မျက်နှာထားတင်းတင်းစမိလိုက်သည် မောင်မောင်ထံသို့ရွမီဆန်လိုက်သွားခြင်းကိုဒေါ်အောင်မေတယောက်ထဲပင်သိသည်ဒေါ်အောင်မေ၏မျက်နှာထားကိုကြည့်၍မောင်မောင်အန်းသွားကအတန်ပြက်ပြက်ခတ်တီတီဖြင့်ပြန်ပြောလိုက်သည်ကျွန်တော်ရံဖြစ်နေတဲ့အနာလာပြီးဒုဝင်လို့တာဟိုလူကလူမန်းမသိအောင်ရံမှုနေတာဆီယာမကိုရိုက်ချလိုက်တယ်ဒေါ်အောင်မေသည်နှုတ်ခမ်းများကိုမဲလိုက်သည် အယုတ်ဆိုးသောအရေးအတော်များသည်နှုတ်ခမ်းပဝင်းကျင်တွင်ပေါ်ထင်လျက်မောင်မောင်ကို အမုံမျက်စိဖြင့်ထတ်ကြည့်လိုက်သည်ကောင်းတာပေါ့လေတစားခံရတာပေါ့ညက10နာရီမှမင်းစီကိုလိုက်ဖို့အကြံပေါ်တယ်ကျုပ်ကမသွားစေချင်သူတားသေးတယ်ပြောမရဘူးမင်းလောက်ရိုင်းတာမတွေ့ဘူးပါဘူးမင်းကသာအဖက်မလုပ်တဲ့မင်းအမကမင်းအပေါ်မှာတန်ရုံးစင်ကိုကြီးလွန်ပါတယ်အခုဘမတော့ မင်းအမဆိုတော့ဒေါအောင်မင်းဤစကားဖြင့်မောင်မောင်မျက်နာမှာ ဖြန်းကနေပူသွားသည်ရင်သီးလာသောစကလုံးတို့ဖြင့်ပက်ပက်ဆက်ဆက်ပြောကာမျက်ဆောင်ခဲထားသည့်ဒေါအောင်မင်းကို မောင်မောင်ယုံမုံသွားသည် မောင်မောင်သည်အောက်နှုတ်ခမ်းကိုတင်းနှင်းကြီးကြိုက်ခါသူ့စိတ်ကိုမြိုသိပ်ချုပ်တီးရလျက်၃နှစ်၄တွင်ရှိကြောင်းပြောလိုက်သည် မောင်မောင်ကို စိတ်ဆိုးဆိုးဖြင့်မုံတီးခြင်းဒေါသထွက်ခြင်းတို့ရောပြုံသောခံစားမှုကြောင့်ဒေါအောင်မေသည်စိတ်မထိန်နိုင်အောင်ပြောဆိုမိက မောင်မောင်ညှို့လိုက်တော့သုံးနှင်လေးသို့လိုက်သွားသည်ဥသက်လွေမှာသုံးမိန်ငါးငါးမရ၍ဗန်စကားများကို အတန်တန်စည်းခဲ့ရသည့်အတွေ့ဒေါအောင်မေရောက်ပြီးအတန်ကြားမှရောက်လာသည် ဦးတန်လွင်ကိုမြင်မြင်ချင်းမောင်မောင်သည် သူ့အပြစ်ကို သူသိပြီတကယ်သူမျက်နာညှို့ညို့ဖြင့်ယူမီဆန်ရှိရာ၃နှစ်လေးသူလိုက်ပို့သည်ယူမီဆန်ဤဒဏ်ရာများကိုချုပ်ပေးပြီးနောက်ဆေးရုံနောက်ဖက်ရှိနှစ်ထန်းအဆောက်အုံအထူးကန်းထဲပို့လိုက်သည်ဖြင့်ဦးတန်လွင်တို့လိုက်သွားကြသည် လူနာကြည့်ရန်ခွင့်ပြုသောအချိန်မဟုတ်၍တယောက်သာတက်ခွင့်ရသည့်အတွက်ဥဒတ်လွင်တက်လိုက်သွားသည် ယူမီဆန်သည်တတိယတော်လဲဥခေါင်းတွင်ပတ်တီးတင်းတင်းကြကြစီထားသောအနာကနာကျင်၍မျက်လုံးကလေးမေးနေသည်ဥတန်လွင်လိုက်လာကြောင်းဒေါ်အောင်မေကပြောမှမျက်လုံးဖွင့်ကြည့်လိုက်သည်ဖြူယုံလျက်ရှိသည့်ဥသက်လွင်ဤစိုးရင်ပူပန်သောမျက်နှာကိုတွေ့လိုက်ရသည်စိတ်မကောင်းလိုက်တာဆီယာမရဲ့မောင်မောင်ဖုံးဆက်တော့ကျွန်တော်အတော်ကြီးအံ့ဩတင်သွားတယ်ဆီယာမစိုက်စကုံးကိုတွားလိုက်မယ်လို့ကျွန်တော်မသိတာပဲ တိတ်အံ့ဩတာပေါ့ဒဏ်ရာတော်တော်များလားဆီယာမခန္ဓာရဲ့လားဆီယာမရဲ့ဥဒက်လွင်ဤနားပြောဝေရာကောင်းလာသောအတန်ထဲ၌တနာကျင်နာခြင်းပူပန်ခြင်းတောကရောက်ခြင်းစိုးရိမ်ခြင်းစာသောမြစ်တာကယူနာတို့သည်လျံလျံပြည့်လျက်ရှိလျာယူမိဆန်သည်စကားပြန်ဖို့ကြိုးစားတော်လဲနှုတ်ခမ်းတွင်တုံလာကမျက်ရည်များဝဲလာသည်ဒံယံကနှစ်ချက်ချုပ်ရတယ် ဒေါအောင်မေကဝင်ပြော၏ရူးမီဆန်သည် လေးတန်တဲ့တဲ့ဖြင့်မေးလိုက်သည်မောင်မောင်ကောမောင်မောင်အောက်မှာရှိရဲ့ဆရာမတယောက်တည်းပဲတက်ခွင့်ရသည်လို့ကျွန်တော်တက်လာခဲ့တယ်တက်တာတယ်လို့နေပါဦးဆရာမစကားမပြောပါနဲ့ဦးရူးမီဆန်သည် မျက်လုံးကလေးကို ပြန်၍မှိတ်ထားလိုက်သည် မျက်လုံးမှိတ်လိုက်မှစီးကြလာသောမျက်ရည်စကိုဒေါ်အောင်မေကယူးယူရရတုပ်ပေးသည် အမှုရှိမနေရအောင်လို့စာမီးကအရေးပေါ်မှာလဲကြတယ်စောင့်မိတယ်ပြောထားတဲ့ဆီယမလေးကလည်းအမှုမလုပ်ချင်ဘူးတတိယရခြင်းပြောပြတော့ဒီလိုပြောတာသဘောကျသွားတယ်ဒေါ်အောင်မေနဲ့ဦးသက်လွင်တို့ခေါင်းချင်းဆိုင်က တိုးတိုးပြောဆိုနေကြစဉ်ဆီယဝင်းစေထုံရန်ရောက်လာသည် တော်အောင်မေသည်ယူမိဆန်နှင့်ဆက်ဆိုင်ရာတို့အားစာမိနှင့်အကြောင်းကြားခိုင်းရန်ဥသက်လွင်နှင့်တိုင်ပင်စီစဉ်လိုက်သည်ဆီယာမသတိရသွားပြီးမင်းကိုမင်းနေတယ်စကားတော့ကောင်းကောင်းမပြောနိုင်သေးဘူးဥတ္တလွင်သည်ပျော်ပြီးရုပ်ပြန်ဆင်းပြဲဖြစ်လာသော မောင်မောင်ပုံမှန်ကိုကြည့်လျက်တက်ပြင်းကိုမှုတ်ထုတ်လိုက်သည်ယူမိဆန်တတိယလာပြီဆို၍မောင်မောင်ဤမျက်လုံးကလေးများ တောက်ပသွားသည် မျက်နာကလေးပါလန်းဆန်းသွားခြင်းကိုဥသက်လွင်ဂယုပြူမိသည်အကိုကြီးဆီယာမအိမ်သွားအောင်မင်းဒီမှာခဏဆောင်နေအောင်ကျွန်တော်အိမ်ပြန်ခြင်းသေးတယ်အကိုကြီးရဲ့တကူလုံးလဲပေလို့အေးအေးပြန်ညနေလာခဲ့ အကိုကြီးဒီမှာပဲရှိမယ်ဥသက်လွင်သည် ပေါ်ပါသောအဟုန်ဖြင့်ကားပေါ်သို့တက်သွားကမောင်မောင်နှင့်လူချင်းခွဲလိုက်ကြသည် ညနေစေးယုံဖွင့်၍စေးယုံပေါ်သို့လူတွေတက်လာကြသည်ယူမီဆန်တို့ကြောင်းမှပါမောင်းခါနှင့်ကြောင်းအုပ်ကြီးတို့လာကြသည်မောင်မောင်ကပေါ်မလားပါမောင်းခါတို့ပြန်သွားသည့်အချိန်အထိမောင်မောင်မလာ၍ယူမီဆန် စိတ်ပူကမေးလိုက်ပြန်သည် မောင်မောင်သူ့ကိုမှသွေးတွေပေးနေလို့အိမ်ပြန်မယ်ပြောပါတယ်ဆရာမဘဲမှသွားမှာမဟုတ်ပါဘူးအိမ်ကိုသွားတာပါ ဦးတက်လွင်ကယူမီဆန်စိတ်အေးရန်ပြောရသည်နဖန်စာမေးပွဲယူမီဆန်သည်လေးတန်မပွင့်တပွင့်ကလေးဖြစ်ပြောကပြန်၍မှိန်သွားလေသည်ဦးတက်လွင်သည် မောင်မောင်လာနိုးနိုးဖြင့်တစောင်းဆောင်တမျောမျောဖြစ်လျက်ရှိသည် သူ့အမစီသူလာမှာပဲဟုယုံကြည်ကိုးစားခြင်းပြုသောမျက်လုံးများဖြင့်တကားဝါသို့ခဏခဏလှည့်ကြည့်သည် အချိန်ဆေး၍ဥတက်လွင်မှယူမီဆန်ကိုပြန်ရန်နှုတ်ဆက်ရသည်နှုတ်ဆက်လိုက်သောအခါယူမီဆန်၏ရင်ထဲမှအလုံးကြီးသည်လေချောင်းဝါသို့စောင့်တက်လာသည်ဟု ထင်လိုက်ရသည် မျက်လုံးတွင်ရင်ဝဲလာသောမျက်ရည်များဖြင့်ခေါင်းကလေးလှုပ်နိုင်ုံများညှိမ့်ပြလိုက်သည် ဥတက်လွင်စေးယုံမှအိမ်သို့ပြန်ရောက်လာသောအခါ၌မောင်မောင်တကားဖွင့်ပေး၍စိတ်အေးသွားသည် မောင်မောင်စေးယုံတို့လိုက်မလာခြင်းအတွေ့မောင်မောင်ကိုမမေးခင် ပထမအကဲခတ်ကြည့်သည် မောင်မောင်ဤအမူအရာမှာကြိုက်စကားမှပြန်ရောက်လာတော့အမူအရာမပေါက်ဖဲခါတိုင်းအိမ်၌ရှိသလိုငိုးပုံမှန်အမူအရာတိုင်းဖြစ်နေ၍မေးရမှာပင်ခက်ခက်ခဲဖြစ်သွားသည် ယူမီဆန်တရင်ကိုမမေးသည့်အတွက်စဉ်းစားရကြက်တယ်လို့လဲရှိသွားသည်။ဦးတက်လွင်ကစပြောသည်။ဆရာမကောင်းကောင်းစကားမပြောနိုင်သေးဘူး။ဦးနောက်ကိုထိမထိဓမ္မန်ရိုက်ရမယ်ပြောတယ်။မင်းလာမလားလို့ညှော်နေကြတယ်။ဘာဖြစ်လို့မလာတာလဲမောင်မောင်။မောင်မောင်သည်ယူမီဆန်ကိုတွား၍တွေ့ရန်ဝတရားရှိမှန်းတိပင်တိညာအလွန်ဝင်လေးနေမိသည်။ ရခင်ကယူမီဆန်အပေါ်၌ရက်ဆန်မုန်တီးခဲ့ခြင်းမနာလိုဝင်တိုခြင်းမျက်နာမကြည့်ခြင်းခြင်း အကိုကြီးနှင့်ပုတ်ခဲ၍လှောင်ပြောင်ခဲ့ခြင်းစာသောရိုင်းမြစောကားမှုတို့ကြောင့်သူ့မျက်နာကိုမပြောင်းဝင်အောင်ဖြစ်နေသည်ယူမီဆန်နှင့်လည်းတွား၍မျက်နှာချင်းမဆိုင်ဝင်တော်အောင်မင်းနှင့်လည်းမဆုံခြင်းမတွေ့ခြင်း စေးယုံတင်ပေးခဲ့ပြီးဖြစ်၍တွန်းကြည့်စရာ မလိုတော့တကယ်သူမတွန်းဝင်သောစိတ်ကြောင့်လိုက်မတွားပဲနေခြင်းဖြစ်သည် မောင်မောင်သည်ဥဒက်လွင်နှင့်မျက်လုံးချင်းမဆိုင်ရဲသလို မျက်လုံးလွှဲသွားသည်ဥဒက်လွင်ရှိ၌မျက်နာမထားတတ်အောင်ရှက်သလိုလိုယွန့်သလိုလို အမူအရာမျိုးပြောင်းသွားခြင်းကြောင့်အတိယခက်ခါဥဒက်လွင်သည် မောင်မောင်စိတ်ကိုမသိ၍စဉ်းစားရကြက်သွားသည် ယူမိဆန်အရိုက်ခံရပုံကိုဥသက်လွေမေး၍တော့အဖြစ်အပျက်ကိုပြောပြသည် ကိုမြဖေကစုတ်တတတတ်နှင့်စွန့်စွန့်ဆာဆာယူမိဆန်ဒုံဝင်လူချင်းကို ထောက်ချင်းအဖြစ်တော်တော်ချစ်ရှာတာပဲဟုမှတ်ချက်ဝင်ပေသည် မောင်မောင်သည်ဦးသက်လွေနှင့်ကိုမြဖေတို့ရှေ့၌သူ့ခေါင်းကိုမဖော်ဝင့်သလိုငုံချထားလိုက်သည် မောင်မောင်ခေါင်းမထောင်ပဲခေါင်းကြီးငုံကမျက်နှာနီမြန်းလျက်ရှိနေခြင်းကြောင့်ဥတက်လွင်ကို ကိုမြဖေကမောင်မအမှုအရာကို မေးထိုးပြသည် ဥတက်လွင်သည် မောင်မောင်ရှက်နေသည်ထင်၍ကိုမြဖေရှေ့ဆက်မပြောရန်မျက်လုံးမိတ်ခါချက်ပြ၍တားလိုက်သည်လာရောက်နာဆင်အပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် 啊罗，每天加码加巴些。